ားလုံးပဲမင်္ဂလာပါဗျာ JDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC အဖွဲ့အစည်းမှာပွဲစဉ်တွေရရှိသွားပြီဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်တွေကလည်းတကယ်ကိုကျန်းတဲ့အပိုင်ပတ်ကျန်းတဲ့ရှင်ပြိုင်ထုတ်သက်သွားရမယ် Rainier Director ဆိုတဲ့အကြောင်း UFC ဖွဲ့စည်းမှာပွဲစဉ်ထုတ်သက်ပြီးရှင်ပြိုင်နိုင်ယူရရှိပေမဲ့ ranking စီးရင်းတဲ့ကိုမဝင်ဘဲနဲ့ ranking စီးရင်းပြင်ပမှာဖြစ်နေတဲ့အပေါ်မှာကောက်ချက်ပြုလာတဲ့ Joshua Ban ဆိုတဲ့အကြောင်းနဲ့ ဂျမိတ်အာဒိုကန်ကိုနှစ်ပွဲဇက်တိုက်အလဲထိုးနဲ့ရှုံးနေခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ MMA ပွဲစဉ်တွေနောက်ထပ်ထိုးသက်ဖို့အတွက်တောင်းမသေးကြတော့တဲ့ကျွန်တော်တို့ရဲ့ကချင်သားကြီးအောင်လာအန်ဆန်စတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရမအောင်ဆုံးအနေနဲ့တင်ဆက်ပေးသွားကြတဲ့အကြောင်းအရာကတော့ UFC ဖွဲ့စည်းမှာအင်မတ်ကိုပွဲချမ်းတဲ့ Fighter 2နဲ့ပွဲတဲ့ Beijing ခံလိုက်ရတဲ့ One Championship ကရင်းနှုန်းကနဲ့တက်ကွမ်း Champion ဟောင်းကြီး Ryan Dryder ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ်။ ရိုင်းနီယာဒရိုက်တာဟာဆိုလို့ရှိရင်တော့ဝမ်ချန်ပီယံရှစ်ဘွဲစီမှာအရင်ကနှစ်ထပ်ကွန်းချန်ပီယံတူဖြစ်ခဲ့ဘူးတဲ့ဖိုက်တာတူဖြစ်ပြီးတော့အခုချိန်မှာ UFC ဘွဲစီကို ရောက်ရှိနေပြီဖြစ်ပြီး UFC ဘွဲစီမှာလည်းရလက်ကောင်းတွေသူ့အနေနဲ့ပိုင်ဆိုင်ထားတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။ရလက်ကောင်းတွေပိုင်ဆိုင်ထားတဲ့ဆိုတဲ့နေရာမှာ UFC ဘွဲစီကိုရိုင်းနီယာဒရိုက်တာလေးနဲ့2024ခုနှစ်မှာရောက်ရှိလာတာဖြစ်ပြီးရောက်ရှိလာတဲ့အချိန်တွေကနေစပြီးတော့အခုချိန်ထိဘွဲစဉ်နှစ်ဘွဲထုတ်သက်ထားပြီးဘွဲစဉ်နှစ်ဘွဲစလုံးကိုသူ့အနေနဲ့အနိုင်ယူရရှိထားတာဖြစ်ပါတယ်။အဲဒီလိုမျိုး နိုင်ယူရရှိထားတဲ့ပြင် သူအနေနဲ့ UFC ရဲ့1215ထိပ်တန်း fighter 15ယောက်စီးရင်ထဲမှာလည်းပါဝင်သွားပြီဖြစ်ပြီးတော့သူအနေနဲ့အခုချိန်မှာဆိုလို့ချင်းရင် UFC မေရဝိတ်တန်းရဲ့နံပါတ်73ညာကိုရောက်ရှိနေပြီဖြစ်တဲ့ကစားသမားဖြစ်ပါတယ်။ ယက်စီမှာအဲ့ဒီလိုမျိုးထိတ်တန့် fighter စီးရင်နေရာကိုရောက်ရှိဖို့ဆိုတာအင်မတမတ်ကိုခက်ခဲလာတဲ့ကိစ္စရပ်တစ်ခု ဖြစ်ပြီးကျွန်တော်တို့ရဲ့ချင်းတိုင်းရင်းသား fighter လေး Joshua Bang ကိုပဲကြည့်မယ်ဆိုလို့ရှိရင် UFC ဖွဲ့စည်းမှာလက်ရှိချင်းနေသည့်ပွဲစဉ်9ပွဲအထိရှင်ပြိုင်ထိုးသက်ထားတော့မှသူ့အနေနဲ့ ranking စီးရင်တဲ့ကိုမဝင်သေးတာပဲဖြစ်ပါတယ်။ဆိုတော့ပွဲစဉ်9ပွဲသာရှင်ပြိုင်ထိုးသက်ရပြီး ranking စီးရင်တဲ့ကိုရောက်နေတဲ့ Rainier Director အတွက် UFC ဖွဲ့စည်းကနေပြီးတော့အခုချိန်မှာပြိုင်ဘက်ကောင်းတယောက်နဲ့ပွဲတင်ပေးလိုက်ပြီးပဲဖြစ်ပါတယ်။အဲ့ဒီပြိုင်ဘက်ကတော့ပြိုင်သက်တွေအားလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းပဲ ဲ့ UFC အဖွဲ့အစည်းမှာဟန်ဆက်ချီမရက်ကိုတောင်တိတ်တောင်းရယူပြီးလက်ပင်းညစ်ပြမယ်ဆိုပြီးကြွေးကြော်ခဲ့တဲ့ဘိုနီကယ်ဆိုတဲ့ဖိုက်တာပဲဖြစ်ပါတယ်ဘိုနီကယ်ဆိုတဲ့ဖိုက်တာဟာဆိုလို့ရှိရင်လက်ရှိလောဆယ်အချိန်မှာ UFC အဖွဲ့အစည်းမှာပွဲစဉ်၄ပွဲရှင်ပြိုင်ထိုးသက်ကစားထားပြီးတော့သူအနေနဲ့၄ပွဲစလုံးမှာရှုံးပွဲမရှိဘဲနဲ့ နိုင်ယူရရှိထားတဲ့ fighter ဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Bokrin နဲ့ရှင်ပြိုင်ထိုးသက်သွားတာဖြစ်ပြီးအဲ့ဒီပွဲစဉ်မှာသူ့အနေနဲ့ Bokrin ကိုတော်တော်လေးကိုရှင်ထိုးလိုက်ရတာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်ကတော်တော်လေးကိုပြင်းစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်ဆိုပြီးပရိသတ်တွေရဲ့ဝေဖန်ခြင်းကိုလည်းခံခဲ့ရတာဖြစ်ပါတယ်။ဆိုတော့ Bonnegge ဟာ သူအနေနဲ့သူဟာစွမ်းဆောင်ရည်မြင့်နေဆိုပြီးလူတွေကထင်ကျေးပိတ်ခံရပေမဲ့တကယ်ကိုကျန်းတဲ့ဖိုက်တာတွေနဲ့တွေ့လာတဲ့အခါမှာဆိုလို့ရှိရင်တော့ဘွန်နီကန်နေနဲ့အနေငယ်ကြောင်ပြောက်တတ်တဲ့အနေအထားမှာလည်းရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ဘွန်နီကန်နဲ့ရိုင်းနီယန်ရိုက်တာတွေ့ဆုံကြတဲ့အခါမှာဘယ်လိုမျိုးရှင်ပြိုင်ထိုးသက်သွားမလဲဆိုတာအင်မတမတ်ကိုစိတ်ဝင်စားဖို့ကောင်းနေပါပြီ ရိုင်းနီယာဒရိုက်တာကတော့ပြိုင်သက်တွေအားလုံးသိတဲ့အတိုင်းပဲသူ့ရဲ့စတိုင်ကတော့သူဟာဘရာဇီးယန်ဂျူဂျစ်ဆုနဲ့ဂျူဒိုကိုအခြေခံပြီးကစားတဲ့ကစားသမားတူဖြစ်ပြီးတော့သူ့အနေနဲ့အခုနောက်ပိုင်းမှာတော့စတရိုက်ကင်ပိုင်းမှာအနေငယ်တိုးတက်လာပြီလို့ပြောရမှာပါ ground game skill တစ်ပေါက်ကတော့သွားနောက်လို့မရဘူးလို့ပြောရမှာဖြစ်ပြီးတော့ ရက်စီပွဲစီကိုရောက်ရှိလာတဲ့အချိန်မှာပွဲစဉ်နှစ်ပွဲရှင်ပြိုင်ထိုးသက်ထားတာဖြစ်ပြီးနှစ်ပွဲစလုံးကိုချုပ်ကွက်တဲ့အတိုင်းရရှိထားတာပဲဖြစ်ပါတယ်ပထမတပွဲမှာဆိုလို့ရှိရင် Jared Major Sachet ဆိုတဲ့ fighter ကိုသူ့အနေနဲ့ဒီ Hara Am ချုပ်နဲ့ level ညစ်ပြီးနိုင်ယူရရှိခဲ့တာဖြစ်ပြီးတော့နောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ Gavin Holland နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့လုံးဝကိုလွယ်လွယ်ကူကူပဲ Gavin Holland ကိုပထမချီမှာမြေမြမောက်ကိုလက်ချပြီးတော့ Edgar Martinez level ညစ်ပြီးတော့ Ria Nick ချုပ်နဲ့နိုင်ယူထားခဲ့တာပဲဖြစ်ပါတယ် ိုနီကယ်အနေနဲ့ကတော့ UFC ဖွဲ့စည်းမှလက်ရှိလောလောဆယ်အခြေအနေထိဆိုလို့ရှိရင်ပွဲစဉ်၄ပွဲရှင်ပြိုင်ထိုးသက်ကစားထားပြီးဖြစ်ပြီးတော့အဲ့ဒီတက်ကမှ၃ပွဲကိုသူ့အနေနဲ့ပွဲသိမ်းပြထားပါတယ်။၃ပွဲကိုပွဲသိမ်းပြထားတဲ့အဲမှာဆိုရင်လည်း၃ပွဲကိုအလဲထိုး၊၅ပွဲကိုချုပ်ကွက်နဲ့နိုင်ယူရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုနီကယ်ဟာသူ့အနေနဲ့ striking ဘိုင်းမှာရော ground game ဘိုင်းမှာရောကစားတက်တဲ့ fighter တူလို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့ရိုင်းနီယာဒရိုက်တာနဲ့ဘိုနီကယ်တို့ရှင်ပြိုင်ထိုးသက်တဲ့အခါမှာ ဘယ်အချက်လက်ကဘယ်ဖိုက်တာကိုအားသာစေမလဲဆိုပြီးသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ဘိုနီကေဟာနဘန်ပိုင်းမှာတော်လေးကိုကောင်းတဲ့ဖိုက်တာဖြစ်ပြီးတော့သူ့အနေနဲ့နဘန်ဘေ့ ထားပြီးတော့စော့တဲ့ fighter ဖြစ်ပါတယ်။ဒါပြင်သူအနေနဲ့နပန်းအားကစားမှာတကယ့်ကိုနိုင်ငံအဆင့်ပြိုင်ပွဲတွေမှာရွှေတိစိတ်စုတွေအထိပါရရှိထားခဲ့တဲ့အတွက်ကြောင့်မလို့ဘွန်နီကယ်ရဲ့နပန်းစကေးကိုလုံးဝ short တွက်လို့မရတဲ့အနေအထားရှိပါတယ်။ဒါပြင်လက်သီးပါဝါဝိုင်းမှာဆိုရင်လည်းဘွန်နီကယ်ဟာလက်ထိုးပါဝါရှိတဲ့ပြင်သူအနေနဲ့သူ့ရဲ့ပြန်မျက်ကိုသာထိထိမိမိထိုးနိုင်မယ်ဆိုလို့ရှိရင်သူဟာတိုင်ဘက်ကိုအလဲထိုးနိုင်တဲ့အနေအထားမှာရှိပါတယ်။ ဆိုတော့ Ryanair Rider ကရောပါအားတကျရှိပါတယ်လေ Ryanair Rider အနေနဲ့က ground ဘိုင်းမှာချုပ်ကွက်ပုံဖော်တဲ့ Brazilian Jiu-Jitsu ဘိုင်းမှာပို့ပြီးအားတကျရှိနေတာဖြစ်ပြီးတော့သူ့အနေနဲ့ ground game ဘိုင်းကိုသာပိုင်ပိုင်နဲ့နဲ့ရောက်ရှိသွားမယ်ဆိုရင် bonus ကိုလည်းပင်းညှစ်ပြနိုင်တဲ့အနေအထားမှာရှိတယ်လို့ပြောရမှာပါ ဒါပြင်ထပ်ပြီးတော့အားသာချက်ရှိတာက Rainier Director အနေနဲ့ MMA ပွဲစဉ်ပေါင်းလက်ရှိလောလောဆယ်ကြီးထိုးရင်22ပွဲရှင်ပြိုင်ထိုးသက်ထားတာဖြစ်ပြီးအတွေ့အကြုံတွေဟာလုံးဝကိုလဲလို့မရလောက်အောင်အဖို့တန်လွန်ပါတယ်။ဒီလိုမျိုးအတွေ့အကြုံတွေပြင်းထန်နေတဲ့ Rainier Director အနေနဲ့ Bonnickego ဒီချာချာပြင်ဆင်ပြီးရင်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့သူအနေနဲ့ Bonnickego ကိုနိုင်ယူပြီး ် UFC ဖွဲ့စည်းမှာသူ့အနေနဲ့ top 10ဆင်းတဲ့ကိုဝင်ရောက်သွားနိုင်ဖို့အလားအလာတွေလည်းအများကြီးရှိနေပါတယ်ပြောရမယ်ဆိုရင် Ryanair Director အနေနဲ့ UFC ဖွဲ့စည်းကိုစောစောရောက်ရှိသင့်ခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့နှစ်နှစ်လောက်သာစောစောရောက်ရှိခဲ့မယ်ဆိုရင်အခုချိန်မှာ Champion ကပတ်စိန်ခေါ်ခွင့်နေရာကိုရောက်ရှိနေတဲ့ Ryanair Director ကိုမြင်တွေ့ရမယ်လို့သုံးသပ်မိပါတယ် ိုတော့ပရိသတ်တွေအနေနဲ့ကရောဒီပွဲစဉ်မှာ Rainier Director နဲ့ Bonnicke တို့ရှင်ပြိုင်တွေ့ဆုံထိုးသက်သွားကြတဲ့အခါမှာ Bay Fighter ကဘယ်လိုအားသာချက်နဲ့နိုင်ရရှိသွားနိုင်တယ်ဆိုတာကျွန်တော်နဲ့အတူတူ comment မှာဆွေးနွေးသုံးသပ်ညင်ခုံပေးခဲ့ကြပါဦးခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့ပြီးခဲ့တဲ့ UFC 333 event ပွဲစဉ်မှာရှင်ပြိုင်ထိုးသက်သွားပြီးအတိုင်းယူရရှိခဲ့တဲ့အပေါ်မှာတော့သူ့အနေနဲ့ ranking စင်းတဲ့ကိုမဝင်ရောက်သေးတဲ့ပုံမှာ match ချက်ပေးလာခဲ့တဲ့ချင်းတိုင်းရင်းသား fighter လေး Joshua Ben ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ်။ ကျွန်တော်ရဲ့ဂျင်တိုင်းသားဖိုက်တာလေးဂျိုရှူအာဘန်ဟာဆိုလို့ရှိရင်တော့သူအနေနဲ့သူဟာပြီးခဲ့တဲ့ UFC 313 event ပွဲစဉ်မှာရှင်းပြိုင်ထိုးသက်ကစားခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဂျိုရှူအာဘန်အနေနဲ့သူ့ရဲ့ပြိုင်ဘက်ဖိုက်တာဖြစ်တဲ့ Rice Surya ကို၃ကြီလုံးလုံးအသာစီးရယူရှင်းပြိုင်ထိုးသက်ကစားခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာ Rice Surya ကိုအသာစီးဒိုင်လူကြီးအမှတ်နဲ့ UFC နဲ့ decision နိုင်ယူရရှိသွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုမျိုးနိုင်ယူရရှိသွားခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ဂျိုရှူအာဘန်အနေနဲ့သူဟာသူ့ရဲ့ ranking စီ င်းတဲ့ကိုပြန်လဲဝင်ရောက်ပြီးဆိုပြီးသူ့အနေနဲ့ဝမ်းတာနေခဲ့တာပေါ့အဲ့ဒီမတိုင်ခင်တုန်းကဂျိုရှူအာတန်နေတဲ့ UFC ဖွဲ့စည်းရဲ့ Flyweight Dan Top 15 ထိတ်တန်း15ရောက်စင်းထဲမှာနမတ်15နေရာချိတ်ပြီးတော့ယက်တီနေခဲ့တာပဲဖြစ်ပါတယ်။အဲဒီလိုမျိုးယက်တီနေခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ဂျိုရှူအာဘန်နေနဲ့ဒီ ranking စင်းထဲကနေပြီးတော့သူ့အနေနဲ့ပြုတ်သွားခဲ့တာဖြစ်ပြီးတော့သူ့ရဲ့နေရာကို Charles Johnson ကအစားထိုးဝင်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။အဲဒီလိုမျိုးဝင်ရောက်သွားခဲ့ပြီးတဲ့နောက်မှာသူ့အနေနဲ့ Rice Surya နဲ့ပွဲတည်ပေးခြင်းခံရပြီးအဲဒီပွဲစဉ်မှာ Rice Surya ကိုနိုင်ယူထုတ်သက်ပြီးတော့သူဟာ ranking scenario ကိုပြန်လည်ဝင်ရောက်နိုင်လိမ့်မယ်ဆိုပြီးတော့ခံမှန်းခဲ့တာပေါ့ဒါပေမဲ့လည်းသူအနေနဲ့ ranking scenario ကိုပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိခဲ့ပဲ ranking အပြင်ဘက်မှသာရှိနေတာပဲဖြစ်ပါတယ်ခုချိန်မှာဆိုလို့ချင်းရင် Joshua Bandy နဲ့သူဟာ UFC ဖွဲ့စည်းမှာပွဲစဉ်9ပွဲရှင်ပြိုင်ထိုးသက်ကစားထားပြီးအဲ့ဒီတက်ကမှ6ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ယက်တီနေတာဖြစ်ပြီး UFC ဖွဲ့စည်းမှာစော်ကစားနေတာပွဲစဉ်တော်တော်လေးကိုများပြီလို့ပြောရမှာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တချို့ fighter တွေတချို့ weight တန်းတွေမှာဆိုလို့ရှင်ရင် ပွဲစဉ်အနေငယ်သာရှင်ပြိုင်ထိုးသက်ပြီး ranking scene နဲ့ဝင်နေတဲ့ fighter တွေရှိပါတယ်။ရှေကပြောခဲ့သလိုမျိုး Rainier Director ဆိုရင် UFC ဖွဲ့စည်းမှာပွဲစဉ်တစ်ပွဲသာထိုးသက်ထားရပေမဲ့အခုချိန်မှာသူက ranking 73နေရာမှာရှိနေတာပဲဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်တို့ရဲ့ချင်းတိုင်းရင်းသား fighter league Joshua Benny နဲ့သူက ranking scene နဲ့ကိုတပန်းပြလဲဝင်ရောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့သူအနေနဲ့တော်တော်လေးကိုစူးစမ်းရအောင်ပါပဲဖြစ်ပါတယ်။ဒါပေမဲ့ Joshua Benny နဲ့အခုချိန်မှာ UFC အဖွဲ့အစည်းမှာတော်တော်လေးကိုနေရာရတဲ့အနေအထားကိုရောက်ရှိလာပြီးဖြစ်ပြီးသူအနေနဲ့ဒီ Premium Cut တွေရဲ့ထိပ်ပိုင်းကိုရောက်ရှိလာပြီးဖြစ်ပြီးတော့နောက်ပိုင်းမှာဆိုလို့ရှိရင်သူဟာ Main Cut မှာပါရှင်ပြိုင်ထိုးသက်နိုင်တဲ့အခွင့်အရေးတွေရှိလာနိုင်တာပဲဖြစ်ပါတယ်။ Joshua Benny နဲ့ အဲ့ဒီလိုမျိုးသူ့ရဲ့ ranking စင်းပေါ်မှာပတ်သက်ပြီးတော့ပြောလာခဲ့တာကတော့သူ့အနေနဲ့နောက်လာမယ့်နာဂတ်မှာ UFC ပွဲစည်းကပွဲတက်ပေးလာခဲ့တဲ့ဘယ်ဖိုက်တာကိုမစိုးရှင်ပြိုင်ထိုးသက်သွားမယ့် ranking အဆင့်သတ်မှတ်ချက်တွေဆိုတာတကယ်တော့အပလာပါဘယ်ဖိုက်တာပဲလာလာရှင်ပြိုင်ထိုးသက်သွားပြီးသူ့အနေနဲ့ အကြခင်အချိန်အတွင်းမှာ flyweight dan champion ကပ်စင်ကော်ကွင်းရရှိအောင်ကြိုးစားသွားမယ်ဆိုပြီးတော့ပြောထားလာခဲ့တာပါ Joshua Ban အနေနဲ့လက်ရှိလောလောဆယ်မှာဆိုရင်အသက်23နှစ်ရွယ်သားရှိသေးတာဖြစ်ပြီးသူ့အနေနဲ့တကယ်ကိုငယ်ရွယ်သေးတဲ့လူငယ် fighter တူလို့ပြောရမှာပါငယ်ရွယ်သေးတဲ့လူငယ် fighter 2ဖြစ်တဲ့အတွက်ကြောင့်မလို့သူအနေနဲ့ကြိုးစားဖို့အချိန်ရသလို နောက်တက်လာမယ့်ပြိုင်ပွဲတွေမှာဆိုလို့ရှိရင်လည်းပုံစံကောင်းတွေပြတာပြီးတော့သူ့ရဲ့ prime color မရောက်ရှိခင်မှာတင် champion ကပတ်စင်ခေါ်ခွင့်ရရှိဖို့ကိုလည်းသူ့အနေနဲ့ဖြစ်အောင်လှုပ်ဆောင်နိုင်တဲ့အနေထားတွေလည်းရှိပါတယ်ဆိုတော့ Joshua Ben ဟာသူ့ရဲ့နောက်ထပ်ပြိုင်ပွဲ fighter အနေနဲ့ Bear fighter နဲ့ရှင်ပြိုင်ထိုးသက်သွားခြင်းပါလဲဆိုပြီးမိခဲ့ရမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ top 10ရှင်းတဲ့ကဝင်တဲ့ fighter တွေနဲ့ရှင်ပြိုင်ထိုးသက်သွားခြင်းပါလဲဆိုပြီးတော့လည်းပြောလာခဲ့ပါသေးတယ် top 10ရှင်းတဲ့မှာဆိုလို့ရှိရင်တော့ဒီအရင်ကချန်ပီယံဟောင်းဖြစ်ခဲ့ဘူးတဲ့ Brandon Moreno လိုမျိုး fighter တွေ Brandon Rubel လို fighter တွေဒါပြင် Japan fighter တွေထဲမှာဆိုလို့ရှိရင်လည်း Tai Tatsura လိုမျိုး fighter တွေပြီးတော့မကြာသေးခင်ကမှ Champion Cup single ကိုရရှိပြီးရှုံးနိမ့်သွားခဲ့တဲ့ fighter တွေစတဲ့ fighter တွေရှိနေပါသေးတယ်။ ဆိုတော့အဲ့ဒီမျိုးအာရှသား fighter တွေနဲ့လဲ Joshua Ban ကိုပွဲတဲပေးသွားနိုင်တာဖြစ်ပြီးတော့ Joshua Ban အနေနဲ့အခုလိုမျိုး performance ကောင်းကောင်းနဲ့ရှင်းပြိုင်ထိုးသက်ပြီးပြိသက်အင်အားကိုဆက်ပြီးတော့ထိန်းထားနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့လုံးဝခမန်းသုံးသပ်မိတာကတော့နောက်ထပ်ပွဲစဉ်ဟာသူ့အနေနဲ့ top 10 scene တွေက fighter တွေနဲ့ပဲရှင်းပြိုင်ထိုးသက်သွားဖို့ရှိနေတယ်လို့ကျွန်တော်ကတော့လုံးဝအုတ်တုံခမန်းမိပါတယ် ဒါပြင်ဂုံယူဇရာတို့ကဂျိုရှူအာဘန်နီနဲ့အခုလက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်သူအနေနဲ့ UFC ဖွဲ့စည်းမှာမြန်မာအလံကိုတရားဝင်အသုံးပြုခွင့်ရသွားပြီဖြစ်ပြီးတော့ UFC ဖွဲ့စည်းနေတဲ့ website တွေမှာဖော်ပြတဲ့အခါမှာဆိုလို့ရှိရင်လဲ Joshua ဘန်ကိုမြန်မာအလံနဲ့တွဲပြီးဖော်ပြသလိုပွဲထိုးတတ်တဲ့အခါမှာဆိုရင်လဲမြန်မာအလံနဲ့တွဲပြီးတော့ဖော်ပြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးတွေတော့ကတော့ဂုံယူစရာကောင်းတဲ့ဒီချင်းတိုင်းသားဖိုင်တာလေး Joshua ဘန်ရဲ့လောက်ရလွတ်ပြောရမှာဖြစ်ပြီးတော့သူ့အနေနဲ့အောင်ပွဲတွေမကြခင်မှာအများကြီးရရှိပြီးကဘာကတည်တဲ့မြန်မာဖိုင်တာ MMA star တယောက်ဖြစ်အောင် သူ့အနေနဲ့ကြိုးစားသွားမယ်လို့ကျွန်တော်အနေနဲ့ကတော့လုံးဝယုံကြည်မိပါတယ်ပရိသတ်တွေအနေနဲ့ကရောချင်းတိုင်းရင်းသားဖိုက်တာလေး Joshua Ben ကိုနောက်ထပ်ဘဲဖိုက်တာနဲ့ UFC ဖွဲ့စည်းကပွဲတည်ပေးသည်လဲပွဲတည်ပေးစီကျင်တယ်လဲဆိုတာကို comment မှာဆွနေတုံးသက်ရင်းခုန်ပေးခဲ့ကြပါဦးခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ရဲ့ကချင်သားကြီး online answer အနေနဲ့ရှမေးအာတိုကန်ကိုနပွဲဇက်တိုက်အလဲထိုးနဲ့ရှုံနေခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှင် MMA ပွဲစဉ်နောက်ထပ်ထိုးပစ်ဖို့အတွက်မသေးကြတော့ဘူးဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ် ဝါချန်ပီယံရှစ်ရဲ့ရင်းနှုန်းကနှစ်ထပ်ကွန်းချန်ပီယံဟောင်းကြီးအော်လာအန်ဆန်ဟာဆိုလို့ရှိရင်တော့အခုချိန်မှာအသက်40အရွယ်ရှိနေပြီဖြစ်ပြီးတော့သူ့အနေနဲ့အကြပိုင်းကာလာကိုရောက်ရှိနေပြီလို့ပြောရမှာပဲဖြစ်ပါတယ်။အော်လာအန်ဆန်ဟာသူ့ခေတ်သူ့ခါတုန်းကတကယ်ကိုပွဲကျမ်းခဲ့တဲ့ fighter တူဖြစ်ပြီးတော့သူ့အနေနဲ့ဝါချန်ပီယံရှစ်ဖွဲ့စည်းမှာ middleweight တန်းနဲ့ light heavyweight တန်းမှာ champion တွေဖြစ်ခဲ့ပူတာဖြစ်ပြီးတော့အဲ့ဒီအချိန်တွေတုန်းကတကယ်ကိုသူ့အနေနဲ့ပွဲစဉ်ပေါင်းများစွာကိုတောက်လျှောက်နိုင်ယူရရှိထားခဲ့တဲ့ win streak တွေလည်းပိုင်ဆိုင်ခဲ့ပြီးတော့သူ့အနေနဲ့ဒီ first round finish အများဆုံး ဖိုက်တာတူဖြစ်နေရက်တည်နေခဲ့တဲ့ဖိုက်တာလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာဆိုလို့ရှိရင်တော့ All in Sun အနေနဲ့သူ့ရဲ့ Prime Color ကနေလုံးဝကိုပြုတ်ချသွားပြီးဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ်ရှင်ပြိုင်ထိုးတက်ခဲ့တဲ့အချမေးအာဒိုဂန်ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့သူဟာဒုတိယချီမှာဘာမှကိုမလုပ်ပြနိုင်မဲ့တဲ့ရှမေးအာဒိုဂန်စီကနေပြီးတော့တိုင်ပွဲရက်နဲ့ ရှုံးနိမ်သွားတာကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါပြင်သူအနေနဲ့ဘူမကြာတင်းကင်းကရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်းဘာမှကိုမလုပ်ရဘဲနဲ့ရှမေးအာတူကန်ကသူ့ကိုအမြင့်ချေကန်ချက်နဲ့ပွဲသိမ်းပေးလိုက်တာဖြစ်ပြီးတော့သူအနေနဲ့ရှုံးပွဲဆက်နေတာနှစ်ပွဲရှိပြီဖြစ်တဲ့ပြင်နှစ်ပွဲစလုံးမှာလည်းဘာမှကိုမလုပ်ပြရဘဲနဲ့ပွဲသိမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။အဲဒီလိုမျိုးပွဲသိမ်းခံခဲ့ရတဲ့အတွက်ကြောင့်မလို့ online ဆက်အနေနဲ့ တမြင်ယူဆသုံးသပ်မိတာကသူကလုံအောင်ကိုအကြပိုင်းကာလကိုရောက်ရှိသွားပြီဆိုပြီးတော့ကျွန်တော်အနေနဲ့ကတမြင်သုံးသပ်ယူဆမိတာပေါ့ဒါအပြင်အသက်ရွယ်ပိုင်းကလည်း40ရှိနေပြီဆိုတဲ့အနေထားမှာသူအနေနဲ့နောက်ထပ်ပွဲစဉ်ထိုးသက်မယ်ဆိုရင်ကောဘဲဖိုက်တာနဲ့ထိုးသက်သွားမှလည်းထိုးသက်သွားရင်ကောအရင်တုန်းကလိုမျိုးပုံစံကောင်းတွေပြသနိုင်အောင်မလားဆိုတာလုံအောင်ကိုမသိကြတော့တဲ့အနေထားဖြစ်ပါတယ်အားလုံးမလို့ကျွန်တော်အနေနဲ့ခမန်းသုံးသပ်မိတာကတော့အွန်လိုင်းအစအနေနဲ့နောက်ထပ် MMA ပွဲစဉ်တွေရှင်းပြရင်ထိုးသက်သွားဖို့ရှိမနေတော့ပဲသူ့အနေနဲ့အနာ ားယူပြီးတော့ MMA နီးပြအဖြစ်နဲ့ပဲဆက်လက်ရပ်တည်သွားဖို့ရှိနေတယ်လို့ခမန်းသုံးသပ်မိတာပါ။ပရိသတ်ကြီးအနေနဲ့ကရောအွန်လိုင်းအစံအနေနဲ့သူ့ရဲ့နောက်ထပ်ပွဲစဉ်ထပ်ပြီးတော့ဖြစ်လာနိုင်သေးလားဒါမှမဟုတ်သူ့အနေနဲ့ MMA လောကကပဲအနားယူသွားမလားဆိုတာကိုကွန်မန်မှာစူနေသုံးသပ်ညှင်းခုံပေးကြပါအောင်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။